အလုံးဝမင်္ဂလာပါခုချိန်အားစပြီးတော့အော်တိုဘာလ20ရက်နေ့တနင်္လာနေ့ညပိုင်းသတင်းနဲ့မီဒီယာခွင့်ရ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျွန်မအမိပါကျမတို့ဒီနေ့တော့ရခိုင်စစ်မျက်နှာသတင်းနဲ့စပါမယ် နယ်ရီကန်ပြူဟာကုန်းတိုက်ပွဲကဆက်ပြင်းထန်နေပြီးစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာအလံဖြူထောင်လက်နက်ချမှုတွေနဲ့အတူလက်ရဖမ်းဆီးရမိမှုတွေဇက်တိုက်ရှိနေတယ်လို့အေအေကပြောပါတယ်။အာရခတ်တပ်တော်အေအေရဲ့ထိုးစစ်တံကိုမခံနိုင်တော့တဲ့အတွက်စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့ဟာအလံဖြူထောင်လက်နက်ချအလင်းဝင်တာတွေရှိနေတယ်လို့အော်တိုဘာလ18ရက်နေ့ညပိုင်းမှာအေအေကထုတ်ပြန်ထားတာပါ။အေအေရဲ့ထုတ်ပြန်ချက်အရဆိုလို့ရှိရင်တချို့ကတော့တိုက်ပွဲထဲမှာပဲလက်ရဖမ်းဆီးရမိခဲ့တယ် ယ်လို့သိရပါတယ်ဒီဖြစ်စဉ်တွေဟာအေအေကစစ်ကော်မရှင်ရဲ့နတ်ရီကံဖြူဟာဂုံးကိုအဲ့ဂုံးပပတ်လေးမှာဂျန်နေတဲ့ဂုံးထဲမှာဂျန်နေတယ်လို့ပြောရမှာပေါ့လေနေရာတချို့ကိုဆက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အချိန်မှာဖြစ်ပေါ်ခဲ့တာပါလက်ရှိမှာတော့နတ်ရီကံဖြူဟာဂုံးပတ်လေးမှာတိုက်ပွဲတွေကအရှိန်အဟုန်မကျဘဲနဲ့ဆက်ပြီးတော့ဖြစ်နေသေးပါစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာဖြူဟာဂုံးကနေဒီဂစင်ကလျားပေါ့လေထွက်ပြေးနေကြပြီးတော့ထွက်ပြေးနေတဲ့စစ်ကော်မရှင်တပ်သားတွေနဲ့အေအေတို့အကြမ်းမှာ တိုက်ပွဲငယ်တွေကလည်းဆက်ပြီးတော့ဖြစ်နေတယ်လို့ဆိုပါတယ်။အဲစစ်ကော်မရှင်ဘက်ကဒီဗျူဟာကုံမကြဆုံးရေးအတွက်လေဆောင်ဖြစ်ကူတွေနဲ့စစ်ကူတွေကိုအဆက်မပြတ်ပေးဖို့နေပေမဲ့အေအေဘက်ကအကောင်းဆုံးခံစစ်တွေနဲ့အတူထိုးစစ်ဆင်တိုက်ခိုက်နေစေဖြစ်တယ်လို့ဆိုပါတယ်။အရခတ်တက်တော်အနေနဲ့အလင်းဝင်လာတဲ့ဒီစစ်ကော်မရှင်တပ်သားတွေကိုတပ်သားတိုင်းကိုပေါ့လေစစ်တုံးပန်းဥပဒေနဲ့အညီကောင်းကောင်းမွန်မွန်ပြုစုဆောင်ရှောက်ပေးထားတယ်လို့လည်းထုတ်ပြန်ထားပါတယ်။ ဒါကြောင့်စစ်ကော်မရှင်ရဲ့မတရားအတင်းအဓမ္မဒီဖမ်းဆီးသွားပြီးတော့ပေါ့လေစစ်မှုထမ်းဖို့အတွက်စုဆောင်းခံထားတဲ့သူတွေအနေနဲ့သူတို့ကိုအချိန်မရွေးအာဆက်တွယ်လာပြီးတော့လေလက်နက်ချအလင်းဝင်နိုင်တယ်လို့လဲ AA ကအတိပေးတိုက်တွန်းထားပါတယ်ရခိုင်စစ်မျက်နှာမှာ AA ကစစ်ရေးအသားစီးရနေတဲ့တည်င်းပြီးတော့ကျမတို့ရှမ်းမြောက်စစ်မျက်နှာကတည်င်းနဲ့ဆက်ပါမယ်တန်တက်တီရနယ်ကထိန်းချုပ်ထားတဲ့တီဘောမျိုးကိုတော့တနစ်အကြာမှာစစ်ကော်မရှင်တက်ကပြန်ပြီး တော့တင်ပိုင်လိုက်ပါတယ်။တန်းတက် DNL တပ်ဖွဲ့တွေဟာမြို့တွင်းကနေစုခွာလိုက်ရပြီးမြို့ပြင်ဘက်မှာတိုက်ပွဲတွေဆက်ပြီးဖြစ်နေတယ်လို့ DNL ကအတည်ပြုပါတယ်။ DNL ပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးရဲ့သတင်းမီဒီယာတွေကိုပြောဆိုထားချက်အရဆိုလို့ရှိရင်လောလောဆယ်မှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကမြို့ရဲကိုဝင်ရောက်နိုင်တဲ့အခြေအနေမှာရှိနေပြီဖြစ်ပြီးတော့ DNL ဘက်ကတော့မြို့ပြင်ဘက်ကိုတက်ဆုတ်ထားတာဖြစ်ပါတယ်။အာစစ်ကော်မရှင်တပ်ဘက်ကလည်းဒီသူတို့ရဲ့စစ်ကြောင်းတွေဟာ ီဘောမျိုးတွေကိုဝင်လာတဲ့ဓာတ်ပုံတွေကိုထုတ်ပြန်ပြီးတော့မျိုးကိုပြန်သိမ့်ပိုက်ထားလိုက်ပြီးဆိုတဲ့အကြောင်းအော်တိုဘာလ18ရက်နေ့မှာကြေညာထားပါတယ် DNL ပူပေါင်းတပ်ဖွဲ့တွေကမျိုးပေါ်ကဒီအကျဉ်ဦးစီးဌာနနောက်ပြီးတော့အထွေထွေအုပ်ချုပ်ရေးမှူးယုံပြည်မြေစင်းယုံနဲ့တီဘောဟိုတယ်အပါအဝင်ဌာနဆိုင်ရာယုံတချို့ကိုပေါ့လေမီးရှို့ပြီးတော့ထွက်ပြေးသွားတဲ့အတွက်ရှင်းလင်းရေးတွေလုပ်ခဲ့ရတယ်ဆိုပြီးတော့လည်းစစ်ကော်မရှင်တပ်ဘက်ကဆွဆွဲဖော်ပြတာတွေရှိနေပါတယ်ဒီလိုမျိုး DNL လေ ထိမ့်ချုပ်ထားတဲ့နေမြေတွေကိုစစ်ကော်မရှင်ကပြန်ထိုးစစ်ဆင်နိုင်တာဟာတရုတ်အစိုးရရဲ့ PR ပေးမှုတွေကြောင့်ဒီတစ်တုံညာနှစ်ခွန်စစ်ဆင်ရေးရဆိုင်သွားတဲ့နောက်ဆက်တွဲအခြေအနေအဖြစ်လေ့လာသူတွေကသုံးသပ်ထားကြပါတယ်။စစ်ကော်မရှင်တပ်ဟာဇူလိုင်လ18ရက်နေ့မှာတော့နောင်ချူမြို့ကိုပြန်သိမ်းပိုက်ခဲ့ပြီးဒီအောက်တိုဘာလ1ရက်နေ့မှာဆိုရင်ကြောက်မဲမြို့ကိုပါပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတီဘောမြို့ကိုပါထပ်ပြီးတော့သိမ်းပိုက်လိုက်နိုင်ခဲ့တာဖြစ်ပ ါတယ်။လက်ရှိမှာတော့တီဘောမျိုးပြင်ဘက်မှာရှိနေတဲ့ဒီခမရ9303နဲ့9304အဲ့ဒီနေရာဘက်တွေမှာတိုက်ပွဲတွေကပြင်းထန်နေတယ်လို့ DNL ကအတည်ပြုပါတယ်။တပြိုင်တည်းမှာပဲစစ်တပ်ဟာ DNL ကထိမ့်ချုပ်ထားတဲ့မိုးကုတ်မျိုးဘက်ကိုပါစစ်ကြောင်းတွေထိုးနေပါတယ်။ဒါအပြင်မန်တုံ၊မိုင်းငော့၊နမ်ဆန်အာပြီးလို့ရှိရင်ဒီနမ်2မိုးမိတ်နဲ့မိုးကုတ်မျိုးတွေကိုဆိုလို့ရှိရင်လေနေ့တိုင်းနှိပါပေါ့လေလေချောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေလုပ်နေပါတယ်။စစ်တပ်ကစစ်မှုထမ်းအင်အားဖြစ်တင်းရေးကိုအရှိန်တိုးပြီးတော့လုပ်နေတာဖြစ်ပြီးတော့ဒီအခုဆိုရင်စစ်တပ်နန်းချောင်းပေါင်း28ချောင်းအထိထပ်မံဖွင့်လှစ်လိုက်ပါတယ် မြန်မာစစ်ပရေးရာနဲ့လုံခြုံရေးဆိုင်ရာလေးလာရေးအဖွဲ့ပေါ့လေ MDSI ရဲ့ထုတ်ပြန်ချက်အရဆိုရင်စစ်ကော်မရှင်တပ်ဟာတရဒီမတရားပေါ့နော်ဖန်စီအတင်းအာရမဖန်စီစုဆောင်ထားတဲ့လူငယ်တွေကိုလေ့ကျင့်ပေးဖို့စစ်တင်နန်းကျောင်းပေါင်း28ကျောင်းအထိထတ်တိုးအာတိုးချဲ့ပြီးတော့ပေါ့လေဖွင့်လိုက်တယ်လို့သိရပါတယ်အာဖန်စီရရှိမှုတွေများပြားလာတဲ့အတွက်စစ်တပ်ဟာခြေလင်းအကူလက်နက်ကြီးတင်နန်းကျောင်းဒီခအားကနဲ့ ရေတက်လေးချိန်ရေးချောင်းပေါ့လေရလာတာ9ခွန်းလို့လို့မျိုးဒီနေရာတွေကိုပါပေါ့လေအရန်တန်းန်းချောင်းတွေအဖြစ်နဲ့ထပ်ပြီးတော့အသုံးပြုနေရပါတယ်အစစ်ကော်မရှင်တက်စိုးမိုးမှုအားကောင်းတဲ့ဒီရှမ်းပြည်ပေါ့ရှမ်းပြည်လို့ပြောရမယ်ဆိုရင်တော့ဒီရှမ်းတောင်လို့ပြောရမှာပါနောက်ပြီးတော့ရန်ကုန်မန္တလေးနဲ့ပဲခူးတိုင်းတွေထဲကဒီစစ်တန်းန်းချောင်းပေါင်း15ခုမှာအာပင်မတန်းန်းချောင်းတွေဖြစ်ပြီးတော့ အဲ့ဒီမှာတော့အခြေခံတက်သားသစ်တင်နန်းတွေကိုပါဖွင့်လှစ်နေပါတယ်။တိုက်ပွဲတွေပြင်းထန်နေတဲ့တပိတ်ချင်းနဲ့အရွှေဘိုလိုဒေသတွေကစစ်တင်နန်းကြောင်းတချို့မှာတော့လုံခြုံရေးအရာတင်နန်းတွေကိုရပ်နားထားတယ်လို့သိရပါတယ်။စစ်ကော်မရှင်တက်ဟာနောက်ထပ်အပတ်စဉ်ဖြစ်တဲ့အပတ်စဉ်16ကိုမကြာခင်မှာဖွင့်နိုင်ဖို့အတွက်ပြင်ဆင်နေတယ်လို့လည်း MDSI ကအောက်တိုဘာလ18ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ ကျမတို့တွေဒီစိတ်မကောင်းစရာတရင်တပုတ်ကိုအာပြောပြပါမယ်အာကြီးမားတဲ့ဒီမျောလင်းချက်ကြီးတွေနဲ့ပေါ့လေတရားဝင်အလုံးလုံးခွဲ့အာရာဖို့ဒီပန်းရောင်ကတ်ဗတ်အစ်စ်ပေါ့နော်ပန်းရောင်လက်မှတ်လှုပ်ဖို့စောင့်နေကြတဲ့မြမရွှေပြောင်းအလုံးသမား131ယောက်အဖမ်းခံလိုက်ရတဲ့တရင်ကိုကျွန်မပြောပြပါမယ်အဲ့ဒီညနေကမဟာချိုင်နေမြေဒီစမုတ်စာခွန်ခရိုင်ကအလုံးသမားတန်းရဟာပုံမှန်လိုပဲ တိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်။ ။အဲ့ဒီကအိတ်ခန်းငယ်လေးတွေထဲမှာဆိုရင်တော့မြန်မာနိုင်ငံသားပေါ့လေရွှေပြောင်းအလုတ်သမား132ယောက်ဟာသူတို့ရဲ့တရားဝင်မှုကို ဖြစ်စီမဲ့ပန်းရောင်ကတ်လုတ်ဖို့အတွက်စောင့်နေခဲ့ကြပါတယ်။သူတို့ဟာကန်ချနာပူရီနောက်ပြီးဒီရနောင်းနဲ့တောက်ခရိုင်ကနေတရားမဝင်ဝင်ရောက်လာပြီးပန်းရောင်ကတ်ဒီဘတ်အစ်စ်ရိုက်ဖို့အတွက်ဆာရဆာဒန်းတွေဆောင်းဆိုင်ရင်းနဲ့အဲ့ဒီတိုက်တန်းနေရာလေးထဲမှာယာယီစုစည်းပြီးတော့နေခဲ့ကြတာဖြစ်ပါတယ်မြန်မာ မာပြည်ကဒုက္ခဆင်းရဲတွေနောက်ပြီးတော့မိသားစုတွေရဲ့ဒီအကျက်အတဲတွေအခက်ခဲတွေကိုဖြေရှင်းနိုင်ဖို့မျောလင်းချက်တွေတပုံနဲ့ပေါ့လေလာခဲ့ကြတဲ့သူတို့တွေဟာဆိုလို့ရှိရင်အာဒီပန်းရောင်ကတ်ကလုံခြုံမှုနဲ့ဂုံတိတ်ခါရှိတဲ့အနာကတ်အဲရဲ့တော့ချက်လို့လည်းပြောရမှာပေါ့လေအဲ့ဒါဖြစ်တဲ့အတွက်ဒါလှုပ်ဖို့စောင့်နေကြတာပါဒါပေမဲ့အောက်တိုဘာလ16ရက်နေ့ညနေပိုင်းမှာတော့ တို့မျောလင်းချက်တွေအလုံးပြိုလဲခဲ့ရပါတယ်။ထိုင်းအစိုးရကတရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေကိုပန်းရောင်ကတ်ဒီလက်မအစ်စ်ပေါ့လေထုတ်ပေးမဲ့အစီအစဉ်ကိုနေဆက်လုံခြုံရေးအခြေအနေပေါ့လေနေဆက်အခြေအနေတွေမတည်ငြိမ်မှုကြောင့်ယာယီရက်ဆိုင်ကြောင်းကြီးညာခဲ့ပါတယ်ဒီလိုမျိုးကြီးညာလိုက်တဲ့နေ့မှာပဲထိုင်းရဲတပ်ဖွဲ့နဲ့လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေကအဲ့ဒီတန်းလျားတဲ့ကိုဝင်ရောက်လာခဲ့ပါတယ် အဲ့ဒီနောက်မှာတော့မြန်မာလုပ်သားတွေကိုနိုင်ငံထဲကိုထိုင်းနိုင်ငံထဲကိုပေါ့လေတရားမဝင်ဝင်ရောက်လာမှုနဲ့ဖမ်းဆီးသွားခဲ့ပါတော့တယ်။ဆိုတော့ဒီဖြစ်စဉ်ဟာအလုသမားတွေကို ခေါ်လာတဲ့ဒီမြန်မာပွဲစားအချင်းချင်းကြားမှာပေါ့လေအဝေးမတည့်ရာကနေပွဲစားတယောက်ကနေရာအတိကျနဲ့ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနကိုတိုင်ကြားလိုက်တဲ့အတွက်တိုင်ကြားလိုက်ရာကနေစတင်ခဲ့တယ်လို့ဒီ ျွန်တော်တို့မြန်မာရွှေပြောင်းအလုပ်သမားအရေးကူညီပေးနေသူတွေကပြောပြကြပါတယ်။ဖန်ဆီးခံရတဲ့မြန်မာအလုပ်သမားတွေဟာထိုင်းနိုင်ငံမှာအလုပ်ရဖို့အတွက်ပွဲစားတွေကိုပန်းရောင်ကတ်ဒီလက်မအစ်စ်လောက်ခအပါဝင်ပေါ့လေတယောက်ကိုဘတ်ငွေ၄တောင်းဆိုတော့မြန်မာငွေဆိုလို့ရှိရင်380လောက်ပေးပြီးတော့လာရောက်ခဲ့ကြရတာပါအခုတော့ကျွန်တော်တို့ဒီအဲ့ဒီမြန်မာရွှေပြောင်းအလုပ်သမားတွေဟာအကျွေးတွေနဲ့ဒုက္ခတွေရောက်နေကြပြီလို့ MHAC မဟာမိတ်အဖွဲ့ရဲ့ဥဆောင်တာဝန်ခံကိုရဲမင်းကပြောဆိုထားပါတယ်။အနာဂတ်အတွက်ရင်းနှီးထားတဲ့ငွေတွေအားလုံးဆုံးရှုံးခဲ့ရတဲ့အပြင်ထိုင်းဥပဒေအရအရေးယူခံရဖို့နဲ့စစ်တပ်ကထင်ရှားဆိုင်ခွင့်ရှိတဲ့မြန်မာနိုင်ငံကိုပြန်ပို့ခံရမယ့်အခြေအနေတွေနဲ့ပါသူတို့တွေအားလုံးဟာရင်ဆိုင်နေကြရတာပဲဖြစ်ပါတယ်။ ုတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုဆက်ပြီးတော့ပြောပြပါမယ်။အာတရုတ်နိုင်ငံမှာတော့ဒီဘိုဟိုစစ်ကော်မရှင်အဲဒုတိယဥက္ကဋ္ဌအပါဝင်ဘိုချုပ်ကြီး၉ယောက်ကိုအာဏာရဒီကွန်မြူနစ်ပါတီနဲ့ပြည်သူ့လူမျိုးရေးတပ်မတော်တို့ကနေထုတ်ပယ်လိုက်တယ်လို့ကာကွယ်ရေးဝန်ကြီးဌာနကပြောပါရတယ်။ ဲ့ဒီစစ်ဘိုလ်ချုပ်ကြီးကိုရောက်ထဲမှာယာရုအကြီးဆုံးဖြစ်တဲ့ဟိုးဝေတုံးဟာဒီအာလူ24ယောက်ပါတဲ့တရုတ်ကွန်မြူနစ်ပါတီပေါ်လစ်ဘျူရိုအဖွဲ့ဝင် ဖြစ်တယ်လို့သမရရှိချင်းဖြင့်ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ဘိုဟိုစစ်ကော်မရှင်ရဲ့ဒုတိယဥက္ကဋ္ဌလည်းဖြစ်ပါတယ်။အာစစ်အရာရှိကြီးတွေကိုဗန္နာယီကိစ္စချိုးဖောက်မှုဒီကြီးကြီးမားမားရှိနေတယ်ဆိုတဲ့တန်တရားနဲ့အရေးယူထားတာလည်းဖြစ်ပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိ သူအာကျန်းဆောက်ကန်းကတော့ဒီအဲ့ဒီအဲဆက်အရာရှိကြီး၉ယောက်ဟာပုံမှန် မဟုတ်လောက်အောင်ဒီကြီးမားလွန်းတဲ့ပေါ့လေငွေကြီးပမာဏတွေနဲ့ပတ်သက်တဲ့ရာဇဝတ်မှုကြီးအတွက်တန်ရရှိသူတွေဖြစ်တယ်လို့ online ကြေညာချက်မှာဖော်ပြထားပါတယ်။ဟိုးဝေ3ဟာဒီတရုတ်နိုင်ငံမှာအရာထူးအရာဆိုလို့ရှိရင်ပေါ့လေတတိယအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တာကြောင့်လက်တလောသမရရှိချင်းဖြင့်လက်ထက်အရေးယူခံရတဲ့အရာရှိအဲရာထူးထဲမှာပေါ့လေအကြီးဆုံးပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။သူကအရင်နှစ်ဒီပြီးခဲ့တဲ့နှစ် ်ပေါ့လေနိုဝင်ဘာလလောက်ကလေးကလူမြင်ကွင်းကနေပျောက်ွယ်နေခဲ့တာ ဖြစ်တယ်လို့လည်းအကဲခတ်တွေကပြောပါတယ်တောက်ကြနေက ရာထူးကနေထုတ်ပယ်လိုက်တဲ့အာစစ် အရာရှိကြီး6ယောက်ထဲမှာ6ယောက်ဟာတရုတ်ကွန်မြူနတီပါတီရဲ့ဗဟိုကော်မတီဝင်တွေ ဖြစ်ကြပါတယ်။တရုတ်ကွန်မြူနတီပါတီရဲ့ဒီဗဟိုကော်မတီစတုဒ္ဒအကြိမ်မျက်နှာဆုံးရင်အစည်းအဝေးကိုအခုပတ်ထဲမှာကျင်းပဖို့ရှိနေတဲ့အချိန်မှာပဲဒီအရေးယူမှုကြီးကဖြစ်ပွားခဲ့တာပါ။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကယူကရိန်းသမ္မတဇလန်စကီကိုတာဝေးပစ်အာပဲ့ထိန်ဒုံးကြီးတွေဖြစ်တဲ့တိုမာဟော့ဒုံးကြီးတွေကိုလောလောဆယ်မှာမပေးနိုင်သေးဘူးလို့ပြောလိုက်ပါတယ်။ စောပိုင်းကတော့အမေရိကန်ဟာအာဒီတိုမဟော့ဒုံးကျည်တွေကိုယူကရိန်းကိုပေးမယ်လို့ပြောထားပေမဲ့သမ္မတထရန့်နဲ့ရုရှားသမ္မတပူတင်တို့ဖုန်းနဲ့စကားပြောပြီးတဲ့နောက်မှာထရန့်ရဲ့လေတံကပြောင်းသွားခဲ့တာပါရုရှားကတော့ဒီဒုံးကျည်တွေကိုပေးမယ်ဆိုရင်ကြီးမားတဲ့စူဂျိုးတွေနဲ့ကြုံရမယ်လို့အစောပိုင်းကလေးကချိန်ချောက်ထားခဲ့တာဖြစ်ပါတယ်အမေရိကန်သမ္မတဒိုနယ်ထရန့်ကယူကရိန်းစစ်ပွဲကိုနှစ်ဖက်စလုံးကရောက်နေတဲ့နေရာမှာရက်စီချင်တယ်လို့အာတောက်ကြနေ ေ့ကယူကရိန်းသမ္မတနဲ့အစည်းအဝေးပြီးမှပြောလိုက်ပါတယ်ဒီနှစ်ဖက်စလုံးဟာနိုင်တယ်လို့ဆုံးဖြတ်ကြပါစေအောင်တော့ဒီအာတကယ်တော့ဘသူကနိုင်တယ်လဲဆိုတာတမိုင်းကဆုံးဖြတ်ပါလိမ့်မယ်လို့လည်းသူကပြောပါတယ်အမေရိကန်ပြည်ထောင်စုအာကာရိုလိုင်းနားပြည်နယ်တောင်ပိုင်းက အမန်ဒာပီနန်ဆိုတဲ့အမျိုးသမီးဟာဆိုလို့ရှိရင် အော်တိုဘာလ3ရက်နေ့မှာ Facebook မှာအကြောင်းအရာတစ်ခုကိုကြေပြထားပါတယ်။အဲကျမတို့အိမ်ကအော်တိုဘာလ31ရက်နေ့အထိ ညတိုင်း၈နာရီကနေ10နာရီကြားမှာမီးလောင်နေပါလိမ့်မယ်။အာတကယ်မီးတော့မဟုတ်ပါဘူး။ဒါကြောင့်ကျေးဇူးပြုပြီးတော့မီးသက်ဌာနကို ဖုန်းမခေါ်ကြပါနဲ့တော့လို့ပြောထားပါတယ်။ဆိုတော့အမန်ဒါဟာသူနဲ့ဆေးဆက်ထားတဲ့ဆမ်လီနဲ့အတူဒီနှစ်ယောက်ပေါင်းပြီးတော့ပေါ့လေတရေကြီးညလို့ခေါ်တဲ့ဟောလိုဝင်းညအတူအနေနဲ့သူတို့အိမ်ကို မီးလောင်နေတဲ့အိမ်ပုံစံမျိုးလုပ်ထားတာပါ။ ပဒင်းပေါက်တွေကိုလည်းလိမ္မော်ယောင်မီးတောက်အယောင်တွေလှုပ်ထားပြီးတော့မီးခိုးထုတ်ဆက်တွေနဲ့ဒီမီးခိုးဆက်ထုတ်တဲ့ဆက်နဲ့ပေါ့လေမီးခိုးတွေကိုထုတ်ထားပါတယ်။အိမ်ကိုလည်းဒီအထက်ထက်မုံမှန်ထားပြီးတော့မီးလောင်နေသလိုမျိုးဖြစ်အောင်ပြင်ဆင်ထားတာပါ။အာသူတို့ရဲ့လက်ရာကပြောင်မြောက်လွန်းလို့သူတို့အိမ်ရှိတဲ့လမ်းလေးပေါ့လေအဲ့လမ်းလေးတွေကနေဖြတ်လာတဲ့သူတွေအားလုံးကတကယ်ကိုမီးလောင်နေတယ်ထင်ပြီးတော့မီးသက်ဌာနကိုအရေးပေါ့ ဖုန်းဆက်ခေါ်ယူလို့ရှိပါတယ်ဒီလိုမျိုးလောက်လာတာအခုဆိုရင်တော့တတိယနှစ်ပေါ့လေအာ၃နှစ်မြောက်ကိုရောက်လာပြီဖြစ်ပါတယ်ဒီနှစ်လည်းဖုန်းခေါ်တာတွေရှိနေပါတယ်ဒါပေမဲ့အရင်နှစ်ကလောက်တော့မဆိုးတော့ဘူးလို့မိသက်ဌာနကတာဝန်ရှိသူတွေကပြောပါတယ်အမန်ဒါတို့ကတော့သူတို့ရဲ့ဟောလွင်းအပြင်ဆင်လှုပ်ထားတဲ့အိမ်ကိုမိလောင်နေတဲ့အိမ်လို့နာမည်ပေးထားပါတယ် သတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ရက်နေ့တောက်ကြနေ့ထိညတိုင်းမှာရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။